ဖက်ဒီစုလေးတွေပေါ့နော်ဒီစုလေးတွေရဲ့သမိုင်းကြောင်းလေးပေါ့ဘယ်မှာဘယ်လိုရခဲ့တာလဲပြောပြောအော်ဟုတ်ဘူးဟုတ်အခုဆိုလို့ရှိရင်ပေါ့ဒီစီဆုံးကကျွန်တော်ဒါ G2 Super Championship ပေါ့နော်အခုဒါကိုတန်းစောတပ်ပြိုင်မြေပွဲအဲ့ဒါကျွန်တော်2018တုန်းကအဲဒီဘက်ထိတ်အဆုံးကအပေါ်ဆုံးကဟာပေါ့နော်အဲ့ဒါကကျွန်တော်အဲမလေးရှားမလေးရှားနိုင်ငံဂျိုဟိုးမြို့မှာလောက်တာ2018တုန်းက ဂျီတူအိုပန်းဆိုပြီးလောက်တာအာရှဂိမ်းပေါ့အာရှအာရှအင်ဗိုက်ဒေးရှင်းဖိတ်ခေါ်ပြိုင်ပွဲမှာချန်ပီယံဖြစ်တယ်။တိုင်မွန်ရင်ကျတော့ဘယ်နေရာလောက်ရှိလဲ။အာစုစုပေါင်းအယောက်200ကျော်လောက်ရှိတယ်။အယောက်200ကျော်လောက်ရှိတယ်။နိုင်ငံကတော့10နိုင်ငံကျော်ပေါ့။အဲအယောက်200ဒီပြိုင်ပွဲပြောင်းတဲ့ format ကကျတော့ round robin လားဒါမှမဟုတ်ဒီ knock out လား။အာအစအဦးဆုံးကတော့ round robin ပေါ့။အစအဦးဆုံးကတော့ကျွန်တော်တို့ဟိုဟာ6ယောက်အုပ်စုရှိတယ်၊9ယောက်အုပ်စုရှိတယ်။အဲ့လိုကနေပြီးမလေးရှားကတော့အင်ရှင်ဆိုတော့အများဆုံးဝင်ပြိုင်တယ်ပေါ့။အယောက်100ကျော်လောက်ဝင်ပြိုင်တယ်ပေါ့နော်။နိုင်ငံတကာ player တွေကတချို့ တချို့နိုင်ငံဆိုရင်တို့ကဟို၃ယောက်ပေးတဲ့နိုင်ငံရှိတယ်၅ယောက်ပေးတဲ့နိုင်ငံရှိတယ်ဆိုအန်လီမစ်ပေါ့လာကျင်လောက်လာဆိုပြီးပေးတဲ့နိုင်ငံရှိဥမာစနူကာကောင်းတဲ့နိုင်ငံတွေဆိုတော့တရုတ်တို့ထိုင်းတို့ဆိုရင်တို့ကအများကြီးကျဲတဲ့လောက်ပါအဲကျွန်တော်ပြရခဲ့တဲ့ပွဲဆိုထိုင်း9ယောက်ပါတယ်တရုတ်3ယောက်ပါမယ်အီရန်3ယောက်ပါတယ်ပါကစ္စတန်4ယောက်ပါတယ်အဲဒါဒါကကောင်းတဲ့နိုင်ငံတွေနော်ဟောင်ကောင်4ယောက်ပါတယ်စနူကာအင်အားစနူကာအင်အားကြီးနိုင်ငံတွေပေါ့အင်အားကြီးနိုင်ငံတွေဆိုများပြကျွန်တော်မြန်မာတို့2ယောက်ပဲပေးတယ်အဲတော့ကျွန်တော်နဲ့ဝင်းကိုကိုနဲ့တော့ပြိုင်တာဟုတ်ကျွန်တော်ကတော့ မထင်မထားပဲရခဲ့တာပါ။ဒါလည်းဆိုတာလေကိုလည်းအဲ့လောက်မမျော်လင့်ဘူးပေါ့နော်။ကစားရေးနဲ့သူ့ကောင်နည်းနည်းအရှိန်ရအရှိန်ရနဲ့ကစားနိုင်ရင်လည်းချန်ပီယံဖြစ်သွားတာပေါ့။ Final Final ပွဲမှတ်မိသေးလားဘယ်နိုင်ငံကကစားသမားနဲ့တွေ့ရ။တရုတ်နဲ့တွေ့ရ။အဲတရုတ်ကအဲတရုတ်ကကစားသမားနဲ့တွေ့ရဟိုကျွန်တော်စစ်ဖိုင်နဲ့နိုင်တယ်ခက်ခက်ခဲပါပဲ။နောက်ဆုံး friendly ထိုးရတယ်ဟုတ်။ဆိုတော့ဒီတရုတ်ကစားသမားကဒီအခုတော့မြန်မာပြိုင်ပွဲနဲ့ကစားတဲ့အခါမှာဒီပွဲသူ့အတွက်ကတော့ easy လို့သူယူဆယူဆထားမှာပေါ့။အဲ့ဒီအနေထားနေပြီးတော့ဒါကိုထက်က မတမထင်မ shock ပြန်လုတ်ပြလိုက်တာပေါ့ဟုတ်ပါပေါ့ပြောမယ်ဆိုရင်ကျွန်တော်ကလည်းအစင်းစင်းတက်လာတာဗျာဒီမှာတောက်လျှောက်နိုင်လာတာပေါ့ဒီထိုင်းကစားသမားတွေပြီးတော့အာရှချန်ပီယံလေးကိုကျွန်တော်လည်းမထင်မပဲနိုင်လာတယ်နိုင်လာတဲ့အချိန်မှာကိုကလည်းယုံကြည်မှုရလာတယ်သူကလည်းကိုနဲ့တွေးတော့ပျော်တာပေါ့ပြောမယ်ဆိုရင်မြန်မာဖိုင်နယ်တက်လာဆိုတော့သူကသူချန်ပီယံဖြစ်ပြီဆိုပြီးတော့ပဲတွေးထားတယ်အဲ့အချိန်မှာမထင်မပဲနဲ့ကျွန်တော်နှစ်ပွဲဆက်တိုက်ပရိထုတ်လိုက်တယ်2-0ကျွန်တော်ရင်ဆဆီးသွားတော့အဲ့မှာသူနည်းနည်းတုံခါသွားတယ်ဒါပေမဲ့သူတကယ်ပြန်ညှစ်ထိုးတော့သူတဝဲကိုတဝဲနဲ့ကျွန်တော်2-0ကနေ2-1ဖြစ်တယ်ပြီးတော့2-2ဖြစ်တယ်ပြီးတော့ကျွန်တော်3-2စီတယ်3-3ဖြစ်တယ် ကျွန်တော်43စီးတယ်44ဖြစ်တယ်ကျွန်တော်ပဲ54စီးတာ55ဖြစ်တယ်နောက်ဆုံးနောက်ဆုံး final မှာတော့6 final ကျွန်တော်နိုင်လိုက်တာပေါ့နော်အဲ54ဖြစ်နေတဲ့အချိန် तू 55လိုက်လာတော့ဘောလုံးမှာဆိုရင်တော့ချေပါကိုသွင်းပြီပေါ့ဒီတယောက်ကကျွန်တော်တို့မိတော့ပို့ယူတော့စိတ်ရစီးသွားမှာကိုထက်နည်းနည်း short by မဝင်သွားဘူးလားမဖြစ်ဘူးဗျကျွန်တော်ကဘာလို့လဲဆိုတော့ကျွန်တော်က final ရောက်ထဲကကျွန်တော်တို့ကပြောမလို့အောင်မြင်နေပြီပေါ့နော်ကျွန်တော်ကဒီစူးစိတ်နဲ့ဒီသူတို့ဒီလောက်ခံကစားနိုင်တာကကျွန်တော်တို့ကပျော်နေပြီနောက်ဆုံးတပွဲမှာကျတော့ကျွန်တော်စိတ်ကိုကျတော့ကျွန်တော်က အာဒီဘွဲငါရှုံးဝင်အရင်ပဲနိုင်ငါချန်ပီယံဖြစ်မှာကျွန်တော်ဖီးရမထားတော့ဘူး။ तू မထိုးခင်ကျွန်တော်အရင်ထွက်ထိုးမယ်။ဟိုဒီလူသူတို့ကစားသမားတွေကိုကျွန်တော်တို့ကအရင်နိုင်ငံစိတ်ကြီးနဲ့လေသွားပြီးတော့ကကူကဖေးလိုက်လုံနေမနိုင်နိုင်ဘူးကျွန်တော်တို့လက်တန်းကျွန်တော်တို့သတိသာတာတယ်ပေါ့နော်။အဲ့တော့ကျွန်တော်စိတ်ထဲမှာတော့ကျွန်တော်တွေးလိုက်မိတာကဒီဘွဲငါရှုံးရင်အရင်နိုင်ရင်အမြတ်အဲ့တော့ငါရင်ထိုးမယ်ငါလွဲမှမင်းထိုး။ အဲ့အချိန်မှာကျွန်တော်ဝင်သွားလိုက်တဲ့ခါကျတော့တရုတ်လည်းထိုင်ကြည့်ရလိုက်တယ်ပေါ့နော်အဲ့လိုအဲ့ဆိုတော့ဟိုလက်ကိုလက်ရည်အပြင်ပေါ့စိတ်ပိုင်းဆိုင်ရာခံယူချက်မှန်သွားလို့နိုင်တဲ့ပွဲပြောရမှာပေါ့ဟုတ်တယ်ဟုတ်တယ်အဓိကတော့ပြောမဆိုရင်ကိုပျော်သွားတဲ့ပွဲပေါ့ပျော်သွားတယ်လက်ကလည်းတဖြည်းဖြည်းတဝဲတဝဲနိုင်လာလေယုံကြည်မှုရှိလာလေအဲကိုထက်မြင့်တဲ့ player တွေပေါ့ကိုထက်လက်တန်းကောင်းတဲ့ player တွေကိုနိုင်လေယုံကြည်မှုရှိလာလေရှိလာလေကျွန်တော်က အဲပြောမဆိုရင်ဟိုပြောမဆိုကိုယ့်ကိုယုံကြည်မှုအရင်ရှိလာပြီဗျာတိတ်ဘာမှမကြောက်တော့ဘူးသိရမလားမထင်မထားပဲအောင်မြင်ခဲ့တဲ့ပွဲပေါ့အဲ့လိုမျိုးပြောမှာအဲ့ဒါဆနိုကာမှာဒီဘယ်လိုပြောမလဲဆိုတော့ဒီအဲ့ lesson အပြင်ပေါ့နော် mentally ပေါ့စိတ်ပိုင်းဆိုင်ရာပြီးတော့ attitude တွေအဲ့ဒီအရာတွေကဟိုပွဲတစ်ပွဲရဲ့အနိုင်အရှုံးအတွက်ဒါတော်တော်အရေးပါတဲ့အခန်းကဏ္ဍရှိတယ်လို့ပြောလို့ရတာအာပြောလို့ရတာပေါ့ကျွန်တော်90ရာခိုင်နှုန်းလောက်ကိုအရေးပါတယ်ပေါ့နော်အဲကျွန်တော်အဲတချို့ကစားသမားတွေဆိုလို့ရှိရင် အဲလက်တန်းကအရင်မကောင်းစိတ်တက်ကမှကြောတယ်အဲ့တော့ပွဲတစ်ပွဲကိုတိတ်တိတ်ပြောမှဆိုပြလွယ်လွယ်ကူကူနဲ့သူပြိုင်ဘက်ကိုအရှုံးမပေးပဲဖြစ်ညစ်ပြီးကစားတတ်တဲ့ player တွေရှိတယ်တချို့ကြတော့လေလက်အရင်ကောင်းတယ်ဒါပေမဲ့တကယ်တကယ်နိုင်ကျင်လာပြီးဖိအားဝင်လာပြီးဆိုတဲ့အချိန်မှာအဲ့သူ့ရဲ့လက်ကတဝက်လောက်ကိုပြုတ်ပြုတ်ကျသွားပြီးတော့လုံးဝမရှုံးသင့်တဲ့ပြိုင်မျိုးတော့ရှုံးတာကိုရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောမှဆိုရင်တော့အဲဒီလေ့ကျင့်မှုကောင်းရမယ်ပြီးသွားလို့ရှိရင်အဲဒီစိတ်ကအတည်ငြိမ်ဆုံးဖြစ်အောင် เนาะကျွန်တော်တို့အတိငိမ့်ဆုံးဖြစ်အောင်ပေါ့เนาะစိတ်ကိုရှင်းရှင်းလင်းလင်းနဲ့အကောင်းဆုံးကစားနိုင်ဖို့လိုရပေါ့စိတ်လှုပ်ရှားနေရင်တော့ဘယ်လိုပဲဖြစ်ကိုယ့်ရဲ့ချင်းကတဝက်လောက်တော့ရော့ကြပါပါပဲအခုကိုတန်းစော်ကလည်းဒီဂျီတူးပြိုင်ပွဲပေါ့เนาะဒါ2018တောင်းကကိုထက်ချန်ပီယံဖြစ်ခဲ့တဲ့ပွဲကိုသွားမှာဆိုတော့ဒီကိုတန်းစော်ကိုလည်းအဓိကကလက်ကျင်ပြင်ဆင်ပေးရဆိုတဲ့နေရာမှာအဲ့ဒီစိတ်ပိုင်းဆိုင်ရာထားမဲ့အနေထားခံယူချက်အဲ့ဒီဟာတွေကိုအဓိကပြင်ပေးရမယ်နဲ့တူတယ်အာပြောမယ်ဆိုလို့ရှိရင်တော့ဟို ကျွန်တော်တို့ကကစားမယ်ပေါ့နော်ဒီဒီပြိုင်ပွဲသွားကစားမယ်ကျွန်တော်တို့ကျွန်တော်အနေနဲ့သူ့ကိုအကြံပေးရမယ်ဆိုလို့ရှိရင်ပေါ့အကြံပေးရမယ်ဆိုတော့ကျွန်တော်ဒီပြိုင်ပွဲသွားလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအပေါ်ဆုံးအမြင့်ဆုံးဆင့်ရနေပြီးတော့ပြိုင်ရမှာတော့မဟုတ်ဘူးအဲကိုယ့်ရဲ့အကောင်းတဲ့ပလေယာတွေအများကြီးပါတယ်အတွေ့အကြုံရအောင်ယူရမယ်အဲ့အချိန်မှာကိုယ့်ရဲ့အရေးချင်းဘယ်လောက်ထိထွက်ပေါ်မလဲဆိုတော့အကောင်းဆုံးကြိုးစားအားထုတ်ဖို့အရင်ဦးဆုံးစဉ်းစားထားရမယ်ပေါ့ကျွန်တော်ပြောဆိုသူတို့ကိုနိုင်အောင်နိုင်ရမယ်ငါသူတို့ထက်တာအောင်တားရမယ်ဆိုပြီးတော့လောဘစိတ်ဝင်လို့ရှိရင်တော့နည်းနည်းပို့ပြီးတော့ပြိုင်ပွဲကနိုင်ဖို့ခက်ခဲမယ် အငားရေရှင်အကောင်းဆုံးဘယ်လိုဖြစ်အောင်ပြမယ်သူတို့ဘလောက်ကောင်းကောင်းငါအငားကြီးမှာရှိတဲ့အစွမ်းဆောက်အကုန်ထုတ်နိုင်အောင်ငါကြိုးစားမယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတစ်ခုရဖို့များပါတယ်ဟုတ်ဒီရာတော့ကျွန်တော်ရဲ့ဟိုပါဗောနော်ဟိုအောင်မြင်ဆုံးနဲ့ကျွန်တော်မှတ်တိုင်အဖြစ်ဆုံးလို့ပြောလို့ရတယ်အခုသွားမဲ့2016ကပြုလုပ်ပြုလုပ်ခဲ့တဲ့ကျွန်တော်တို့ G2 Open ဗောနော်ကျွန်တော်တို့မလေးရှားနိုင်ငံဂျိုးမျိုးမှာကျင်းပခဲ့တဲ့အာရှ Invitation Snooker Championship မှာ Champion ဖြစ်ဘူးရယ်ဗောနော် အဒီထဲမှာကျွန်တော်တို့ကစီးကိန်းစုစိတ်တော့မပါဘူးဗျအစီးကိန်းစုစိတ်တွေဆွဲပြပေးပေးတာဆိုတော့ကျွန်တော်ဒီအဲ့မှာကျွန်တော်စီးကိန်းငွေတေးရဘူးလေပေါ့နော်အဲ့ဒါဆွဲပြနေရမှာစီးကိန်းတူးချင်းငွေတေးရဘူးလေနှစ်ယောက်တွဲခြေစိတ်တူးချင်းခြေစိတ်အဲ့ဒါတွေရဘူးလေပေါ့နော်ပြီးတော့ဒါကပီနန်းမှာရတဲ့စုဒီစုကဒါမလေးရှားပီနန်းမှာရတာအဲဒီကတော့မြန်မာပြည်စုဒါဒီသုံးလုံးကလပ်မှာချန်ပီယံဖြစ်တာဒါကနိုင်မှာချန်ပီယံဖြစ်တာဟိုကအာရှကိန်းမှာကျွန်မတို့ကဒီဗာကိန်းမှာလည်းမမြင်အောင်အဲ့အဲ့ဒါအဲ့ဒါအာရှကိန်းမှာထင်တယ်အာရှကိန်းမှာကျွန်တော်တက်တရရတဲ့စုနော်ဒီကောင်ကအဲဒီဒီကောင်လည်း ဒီကောင်ကမလေးရှားပြည်နယ်မှာရတာပဲအပေါ်ကဟာကဘာမျိုးမလေးရှားကွာလိုက်လဲမသိဘူးမလေးရှားကဘာပြောမလဲဆိုရင်ကျွန်တော်မြန်မာတွေကိုအမြဲဖိတ်တယ်တနည်းကိုသူကမလုပ်ဘူးဆိုရင်6ပွဲလောက်လုပ်တယ်ပေါ့နော်ကျွန်တော်လေးရည်စင်ကစားတဲ့ချိန်တော့အဲ6ပွဲကြီး6ပွဲလုံးကျွန်တော်တဝက်မလုပ်တော့ပြိုင်နေပေါ့နော်အဲအဲ့ဒါမှရတယ်ဆိုပြီးတော့အဒီဟာကကျွန်တော်တို့ဝင်းကုန်းနဲ့ကျွန်တော်နဲ့အာရှဂိမ်းမှာနှစ်ယောက်တွဲတတိယရတဲ့ဆုပေါ့နော်စီဂိမ်းဆုစိတ်တွေရတော့မပါဘူးဒီထဲမှာဆွဲပြားတွေပေါ့နော်အဲမှာဟိုအိမ်မှာပဲထားထားတယ်အခုတော့မချိတ်ရဘူးပေါ့ ဒါကကျွန်တော်ဖွင့်ထားတာပေါ့နော်အဲကျွန်တော်ကျွန်တော်ဖွင့်ထားတဲ့ကေအေးစနူကာကလပ်ပေါ့ကျွန်တော်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်မှာတည်ရှိပါတယ်ပြီးတော့ကျွန်တော်တို့အာရှတော်ဝင်စေးုံလီကပီတယ်စူပါမားကတ်နဲ့မြန်နေချင်းဆိုင်ရှေးတက်တက်ကကိုလိုမှာဖွင့်ထားတာပေါ့နော်ဒါဘာပဲပြောကျွန်တော်စိတ်ကူးစိတ်တန်းလေးနဲ့ကျွန်တော်စိတ်ကူးစိတ်တန်းလေးနဲ့အတူတူနိုင်ငံတကာအဆင့်မီကလပ်ဖြစ်အောင်လို့ပေါ့နော်အဆင့်နဲ့မီမီကစားလို့ရအောင်လို့အတက်နိုင်ဆုံးပြင်ပြင်ဆင်ပေးထားတယ်ပေါ့နော်ပြောလို့နိုင်ငံတကာအဆင့်မီခုံလေးတုံးပြရတယ်နိုင်ငံတကာအဆင့်မီဘောလုံးပြီးတော့အခင်းချင်းကော်ဇောအမဆာအေကွန်အေးစိတ်မှုအဆာပေါ့အကုန်လုံးပေါ့နော်ကျွန်တော် perfect ဖြစ်အောင်စီစဉ်ပေးထားပါတယ်ခင်ဗျာ ျေးဇူးတင်ပါတယ်ခွေးနော်အင်တာဗျူးပြီးတော့ကျေးဇူးမြတ်တင်ပါတယ်